ချမိဘောမြောက်ဖွယ်တရားစကားနည်းနည်းပြောကြပြီမယ်ယနေ့ကြံ့ဤခဲ့ကြတဲ့သားလိမ္မာသမီးလိမ္မာများကဘဝတဘာကူပြောင်းသွားခဲ့တဲ့မိမိတို့ရဲ့အနန္တခိုင်းမြည်ကြီးစုရှင် ဖြစ်တဲ့ဒေါက်ထရတီအေကိုယေစုပြီးပြုစင်ပြုထိုက်သောကုသိုလ်ကောင်းမှုကိုပြုလုပ်ပေးနေခြင်းဖြစ်ပါလေဒီနေ့အဖြစ်မိခင်ကြီးရဲ့ယေစုတရားကိုကုသိုလ်တရားနဲ့ပေးဆပ်နေခြင်းဖြစ်ပါလေ တတဝထိုင်းတတဝထိုင်းဟာဥပ္ပိစိတ်တဝနိဒုဇံတိဆိုတဲ့အတန်းဖြစ်လာပြီးတဲ့နောက်မှာပျက်စီးကြရတဲ့သဘောရှိတဲ့အတွက်ကြောင့်အကုန်လုံးပျက်စီးကြအဲပျက်စီးသွားတဲ့အခါမှာဘာမှယူဆောင်သွားလို့မရဘူးမိမိပြုထားခဲ့တဲ့ကံတရားကိုပဲယူဆောင်ပြီးသွားကြတယ်အဲတကယ်တော့လည်းအဲ့ဒီကံကိုလည်းယူလို့တော့မရဘူးကံရဲ့အထောက်အပံ့ကို ပဲအမိပြုပြီးသွားရတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့မိခင်ကြီးဘဝတစ်ပါးကူးပြောင်းသွားတဲ့အခါမှာမိခင်ကြီးရဲ့ကျေးဇူးတူကိုပေးဆခြင်းတဲ့အခါမှာသက်ရှိထင်ရှားဒုက္ခလိုစားစရာတောက်စရာတို့နဲ့လည်းပေးဆလို့ပေးဆလို့မရဘူးကိုထီလဲရောက်ပြုစုလို့ကျွေးလို့လည်းမရတော့ဘူးအဲ့တော့ကျေးဇူးဆခြင်းဘာနဲ့ဆကြမလဲဆိုရင်ကုစုပေးပြီးတော့ကျေးဇူးဆတဲ့ဤတည်းဤပဲရှိတော့တယ် တကယ်တော့လေအဲကုသူပေးတဲ့ကုသူပေးပြီးယေရှုဆတဲ့နေ့ကအကောင်းဆုံးယေရှုဆတ်နေ့ဖြစ်ပါတယ်။ဟောကြွေမေးဆောင်လျှောက်တယ်ဆိုတဲ့အသက်ရှိထင်ရှားတဲ့အခိုက်တော့ပဲကြွေမေးဆောင်လျှောက်ပြုစုလို့ရတယ်။ဟောဒီခုလို꽌လွန်သွားတဲ့အခါမှာကြွေမေးဆောင်လျှောက်လို့လည်းမရတော့ဘူးပြုစုလို့လည်းမရတော့ဘူး။ဟောအဲ့လို꽌လွန်သွားပြီးတဲ့ယေရှုရှင်ပုဂ္ဂိုလ်များကိုယေရှုဆတ်ခြင်းတဲ့အခါမှာအခုလိုကုသိုလ်ပေးပြီးတော့ယေရှုဆတ်ရင် ဲ့ဒီကျေးဇူးရှင်ပုဂ္ဂိုလ်များကကုသိုလ်ရသွားတယ်သက်ရှိပုဂ္ဂိုလ်များကကုသိုလ်ပေးလိုက်တဲ့အတွက်ကြောင့်သူတို့မှကုသိုလ်ရသွားအဲ့ဒီရသွားတဲ့ကုသိုလ်ကိုမှီခိုးပြီးဘဝခရီးကိုဆက်သွားကြရတာဖြစ်ပါတယ်အဲ့တော့ကုသိုလ်ရဲ့အရေးအပါတဲ့ကိုခိုးလှုပ်ပြီးဘဝခရီးသွားတဲ့အခါမှာအလုံးအလုံးကိုအေးချမ်း တာယာမှုရှိတဲ့ဘဝဖြစ်သွားပါတယ်ဒါကြောင့်မို့ကြံရင်ကြတဲ့မိသားစုများကမိမိတို့ရဲ့ကျေးဇူးရှင်ပုဂ္ဂိုလ်များကိုကျေးဇူးဆသောအနေအဖြင့်အခုလိုကုသိုလ်ပေးပြီးကျေးဇူးဆနေကြတဲ့ဖြစ်ပါတယ်ဘဝရဲ့ရည်တည်မှုမှာကုသိုလ်ကိုမှီခိုပြီးရည်တည်နေကြတာဖြစ်ပါတယ်ကုသိုလ်မပါရင်လူဘဝဆိုတာရည်တည်လို့မရပါဘူးကုသိုလ်မပါရင်အပေဘဝမှသာအပေဘုံသားတွေမှသာရည်တည်နိုင်တယ် အဲလူဘဝမှာက ကုသိုလ်ကိုအခြေခံပြီးရယူထားတာဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရဲ့အထောက်အပံ့အကူအညီမရရင်ဘဝရပ်တည်လို့မရဘူးရပ်တည်လေးရရင်တောင်မှခက်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 ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲရပ်တည်ကြမှာဖြစ်ပါတယ်ဒါကြောင့်မို့ဘယ်ဘဝပဲရောက်ရောက်ဘယ်ဘဝပဲရရကုသိုလ်ရဲ့အထောက်အပံ့ကိုရမှတ်တာလေဘဝဆိုတာချမ်းချမ်းသာသာရပ်တည်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့မိတို့မိကျေးဇူးရှင် မိခင်ကြီးကိုယေရှုဆသောအနေအဖြစ်အမှုမြဆုံးသောယေရှုဆနီးဖြင့်ကုသိုလ်ပေးပြီးတော့ယေရှုနေယေရှုဆနေကြတာဖြစ်ပါတယ်မိခင်ကြီးရဲ့ဘဝဖြစ်စဉ်ကိုကြည်ပြီးဟောကြံရင်ခဲ့ကြတဲ့မိသားစုများကလည်းလောကဒုဘဝရောက်လာတဲ့အခါမှာလောကဆိုတာတကယ်ဒုက္ခလွင်ပြင်ကြီးဖြစ်ပါတယ်ဒုက္ခလွင်ပြင်ကြီးတဲ့မှာတဏှာဆိုတဲ့တရားကလူသားတွေကိုလာပြီးတော့စိုက်ထူပေးတာ တဏှာဆိုတဲ့တရားကလူသားတွေကိုဒုက္ခလွင်ပြင်းကြီးထဲမှာစိုက်ထူထားပြီးပြီးတော့တေခြင်းဆိုတဲ့တရားကပိတ်ဆို့ဝန်းရံထားတယ်ဇရာဆိုတဲ့အိုခြင်းတရားကလည်းချမ်းရံထားတယ်အဲဒီလိုတေခြင်းတရားကလည်းပိတ်ဆို့ထားတယ်ဇရာကလည်းချမ်းရံထားတယ်လောကလွင်ပြင်းကလည်းတကယ်ဒုက္ခကြီးဆိုတော့ဘဝအသက်ရှင်နေတဲ့ကာလမှာဓမ္မရှုတောင့်နေကြည့်ရင်ဒုက္ခတရားနေဒုက္ခတွေနေနှိမ့်စင်း တွေ့ကြုံရင်ဆိုင်နေရတဲ့ဘဝဖြစ်ပါတယ်။အဲ့လိုဒုက္ခတွေတော့အကြီးမားဆုံးဒုက္ခကတည်ခြင်းဆိုတဲ့ဒုက္ခ။အဲ့တည်ခြင်းဒုက္ခဆိုတဲ့ကဝန်းရံထားတဲ့အတွက်ကြောင့်လည်းပဲတခြားတခြားဒုက္ခတွေကစုပြုံးပြီးလာတဲ့ဒုက္ခကနေဒုက္ခကနေထွက်မြောက်ဖို့ခက်ခဲတယ်။အော်အဲ့ဒါကိုကွယ်လွန်သွားတဲ့ကျေးဇူးရှင်မိခင်ကြီးကတော့တမ္မဓမ္မအသိကို ပေးနေခြင်းဖြစ်ပါတယ်ဘဝကိုဘဝနဲ့ယင်းပြီးဓမ္မအတိတ်ကိုပေးနေတယ်လို့ဒီလိုနားလည်သဘောပေါက်ရမှာဖြစ်ပါတယ်ဒါတော့ဒီဒုက္ခကနေလွတ်မြောက်ဖို့အတွက်ဘာကိုအာပြုရမလဲဆိုရင်ကုသိုလ်တရားကိုပဲအာပြုကြရမှာဖြစ်ပါတယ်သက်ရှိပုဂ္ဂိုလ်များလည်းပဲကုသိုလ်တရားကိုပဲအာပြုရမှာဖြစ်တယ်လို့ဟောတမလွန်ခီးသွားခဲ့ပြီးဖြစ်တဲ့မိမိတို့ရဲ့ကျေးဇူးရှင်ပုဂ္ဂိုလ်လည်းပဲဒီကုသိုလ်ကိုအာပြုပြီးဘဝ ခကြီးဆက်သွားကြမှာဖြစ်ပါတယ်ခုနပြောသလိုကုသိုလ်ကိုအာပြုပြီးဘဝခကြီးဆက်ရင်အဲ့ဒီဘဝကပူပြီးတက်တော့တက်တာရှိတယ်ဘဝဆိုတာတော့ဒုက္ခရှောင်လို့မရဘူးဘဝရှိလာရင်ဒုက္ခတော့ဖြစ်လာပဲအဲဘုရားကဇာတိပစ္စယဇရမရဏံသံဘဝတိလို့ဟောတယ်လေဇာတိဆိုတဲ့မွေးဖွားခြင်းဖြစ်တာခြင်းကြောင့်ဇရမရဏအိုခြင်းတည်ခြင်းဆိုတဲ့ ဒီဒုက္ခဘလို့မှရှောင်လွှဲလို့မရဘူးဇာတိဖြည့်လာပြီးတဲ့နောက်မှာဘယ်မှာဆိုရင်ဥချင်းတည်ချင်းဆိုတဲ့ဒုက္ခမလွှဲမသွေးတွေ့ကြုံချင်းဆန့်ကြကြတာကြည့်ပါပဲအခုမိမိတို့ရဲ့ကျေးဇူးရှင်မိခင်ကြီးတော်ထေထေအေးကလည်းပဲဘဝရရှိလာပြီးဖြစ်တဲ့အတွက်ကြောင့်ရှောင်လွှဲလို့မရတဲ့ဇရာတရားတွေတွေ့ကြုံချင်းဆန့်ခဲ့တဲ့နောက်ဆုံးမရဏဆိုတဲ့တရားတွေနဲ့တွေ့ကြုံချင်းဆန့်ခဲ့တဲ့အတွက်ကြောင့်ဘဝတစ်ပါးကိုကူးပြောင်းခဲ့သွား ူပြောင်းခဲ့လိပြီကြံ့ရင်ခဲ့ကြတဲ့ပုဂ္ဂိုလ်များကလည်းမိမိတို့ရဲ့ကျေးဇူးရှင်ပုဂ္ဂိုလ်ဘဝဖြစ်စဉ်ကိုကြည်ပြီးတို့တတွေလည်းပဲဇာတိဆိုတဲ့ဘဝခန္ဓာကိုရလာပြီးဖြစ်တဲ့အတွက်ကြောင့်ဘဝခန္ဓာရဲ့အဆုံးနိခုံးဖြစ်တဲ့မရဏကိုတနည်းမလွဲမသွေဧကံမုချာကြောက်ကြရမယ်ဟုတ်ဒုက္ခမရဏဆိုတဲ့ဒုက္ခရောက်တဲ့အခါမှာမိမိတို့အဲ့ဒီအခြေကြမှာဘာမှမလုပ်နိုင်တော့ဘူး ဘာမှမလုပ်နိုင်တော့တဲ့အတွက်အသက်ရှင်စေကာလမှာဗတ္တကံမရဏကောင်းသောတည်ခြင်းဖြစ်အောင်မိမိတို့ကြိုးစားပြီးနေထိုင်ကြရမှာဖြစ်ပါတယ်။ကောင်းသောနေခြင်းဖြစ်အောင်ကောင်းသောနေခြင်းဖြစ်ရင်ဗတ္တကံမရဏဗတ္တကံဇီဝိတံဗတ္တကံမရဏကောင်းသောအသက်ရှင်ခြင်းဖြစ်မှသာလျှင်ဗတ္တကံမရဏကောင်းသောတည်ခြင်းဖြစ်မှာပဲ။ဒါကြောင့်မို့အသက်ရှင်စေကာလမှာမိမိတို့လုံနိုင်စွမ်းရှိတဲ့ ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပြီးဘဝရည်တည်ကြမယ်ဆိုရင်မရဏဆိုတဲ့ဏိခုံအဆုံးဘဝခရီးရောက်တဲ့အခါမှာအဲ့ဒီကုသိုလ်ကိုမှီးပြီးဘဝဏိခုံချုပ်ရင်ကုသိုလ်အထောက်ပံ့ကိုရတဲ့အတွက်ကြောင့်သက်တောက်သက်သာနဲ့ဘဝဏိခုံချုပ်ရမယ်ဆိုတဲ့သဘောတဘာဝကိုမိမိတို့ရဲ့ကျေးဇူးရှင်မိခင်ကြီးတို့တီတီအေးကဖော်ညွှန်းနေပြီးဖြစ်ပါတယ်အဲ့ဒါလေးကိုအသိဉာဏ်နဲ့ရအသိဉာဏ်နဲ့ရယူပြီးတော့မိမိတို့သက်ရှင်စေကာလမှာ မရဏဆိုတဲ့တရားနဲ့မတွေ့မီအကြာကာလမှာပြုစဉ်ပြုထိုက်တဲ့ကုသိုလ်ကောင်းမှုကိုပြုပြုပြီးတော့ဘုရားကိုယက်တည်ခြင်းအဖြစ်ကောင်းသော အသက်ရှင်ခြင်းနောက်နောက်ဆုံးနိခုရောက်တဲ့ကံကောင်းသော အသေးခြင်းဖြစ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့အသက်ရှင်စက်ကံတော့ပြုစဉ်ပြုထိုက်တဲ့ကုသိုလ်တရားကိုပြုလုပ်ပြီးတဲ့ပြုလုပ်ပြုလုပ်၍ကောင်းသောအသက်ရှင်ခြင်းဖြစ်အောင်အတိအသေးကြိုးစားအားထုတ်ကြလေကုန်ရသည် ကရစ်ဆက်ချကြရအောင်ဣဒံမေပုံညံဒုက္ခသပစ္စယောဟောတုယနေ့ယခုကျေးဇူးရှင်မိခင်ကြီးဒေါ်ထေတီအားယေစု၍ပြုလို့ရသောပြုလို့ရသောဤကောင်းမှုသည် ေးဇူးရှင်မိခင်ကြီးအတွက်အထက်တန်းလွှာစည်းစိမ်ဥစ္စာသုံးဆောင်ခံစားဖွေရာအဖျားဖျားတို့ကိုသုံးဆောင်ခံစားနိုင်ကြောင်းအာကောင်သောအထောက်အပံ့ဖြစ်ပါစေတပည့်တော်များလည်းပဲဤကောင်းမှုအကြောင်းပြု၍ဒုက္ခခတ်သိ စင်ရခသိကိညေယမံနိဗ္ဗာန်သို့ရရာရကြောင်းအထောက်ပံ့ခေါင်းဖြစ်ပါစေဤကုသိုလ်ဤအဖို့ဘာကအဝဝကိုအထူးအဖြင့်ယေရှုရှင်မိခင်ကြီးတော်ထီတီအီအားအမြအမြအမြ ပေးဝေကြပါကုန်၏အမြရာ၍ကိုစိတ်နှဖျားကြံမာချမ်းသာကြပါစေသူမှတပါကိုဆောင်နဲ့အိမ်ဆောင်နဲ့ရပ်ွက်ဆောင်နဲ့အပါအဝင်32ပုံကျင်းလေကုန်သောအာလုံသောတတ္တဝတုအား အမျှပေးပြကြပါကုန်၏အမျှရကြ၍ကိုစိတ်နှဖျားကြံမှချမ်းသာကြပါစေမိခင်ကြီးတို့ထွေထွေအနှစ်တကွအာလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လော သာဓုသာဓုသာဓုမိခင်ကြီးတို့ထွေထီဤနှစ်တကွာအာလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုမိခင်ကြီးတို့ထွေထီဤနှစ်တကွာအာလုံးကြာကြာသမျှ အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု